မင်္ဂလာပါဒီနေ့ဗီဒီယိုလေးရတော့ဗုဒ္ဓဘာသာဆိုတဲ့စကားလုံးလေးနှလုံးကို ရှင်းပြပေးသွားမှာဖြစ်ပါတယ်ဗုဒ္ဓဘာသာဆိုတဲ့စကားလုံးနှလုံးမှာဗုဒ္ဓဆိုတာမြတ်စွာဘုရားဘာသာဆိုတာစကားဗုဒ္ဓဘာသာဆိုတာမြတ်စွာဘုရားရဲ့တစ္ဆာလေးပါဆုံးမစကားတွေဖြစ်ပါတယ်တနည်းအားဖြင့်ဘာသာဆိုတဲ့စကားလုံးကိုအယူဝါဒလိုယူမယ်ဆိုရင်ဗုဒ္ဓဘာသာဆိုတာ မြတ်စွာဘုရားရဲ့တစ္ဆာလေးပါဆုံးမစကားတွေကိုလိုက်နာကျင့်သုံးသူလို့မှတ်သားလို့ရပါတယ်။ဗုဒ္ဓဘာသာဝင်လို့လည်းခေါ်ဆိုနိုင်ပါတယ်။မြတ်စွာဘုရားရဲ့ဆုံးမစကားတွေကဘာတွေလဲဆိုတော့၁မကောင်းမှုတွေကို ရှောင်ပါ၂။ကောင်းမှုတွေကို ပြုလုပ်ဆောင်ရွက်ပါ၃။စိတ်ကိုဖြူစင်အောင်ထားပါ၁မကောင်းမှုတွေကိုရှောင်ပါဆိုတာ သူအတက်ကိုတက်ချင်းသူဥစာခိုးဝတ်ချင်းသူရပါဤဇနီးမယားနှင့်တားပြိုသမီးပြိုများကိုဖျက်ဆီးချင်းလိန်ညာလှည့်ဖျားချင်းမူးရစ်စေတတ်တဲ့အရက်သေးသာတောက်စားခြင်းများနှင့်လောကကသတ်မှတ်ထားတဲ့မကောင်းမှုများကို ပြောတာဖြစ်ပါတယ်။နှစ်ကောင်းမှုတွေကို ပြုလုပ်ဆောင်ရွက်ပါဆိုတာသူအတက်ကို မတက်ချင်းသူဥစ္စာကို မခိုးမဝတ်ချင်း သူရဘာဤဇနီးမယားနှင့်တားပြူသမီးပြူများကိုမဖြတ်စည်းခြင်းမလိညာမလှည့်စားခြင်းအယက်သေးစာမတောက်စားခြင်းစတဲ့ကောင်းတဲ့အရာမှန်သမျှကို ပြောတာဖြစ်ပါတယ်၃ဖြူအောင်စိတ်ကိုထားဆိုတာသူရဘာအကျိုးကို ပြုလို့ဆောင်ရွက်ခြင်းမိမိအကျိုးကိုလည်းကြိုးစားခြင်းမကောက်ကြစ်ခြင်းကူညီရိုင်းပင်းခြင်းတနာခြင်းဝမ်းမြောက်ခြင်းစတဲ့ စိတ်ထနုညံ့စေတဲ့ຢာတွေပဲဖြစ်ပါတယ်။မြတ်စွာဘုရားရဲ့စူဆုံးမမှုတွေဟာလိုက်နာကျင့်သုံးသူတွေအတွက်စိတ်ရည်အေးချမ်းမှုနဲ့ငြိမ်းချမ်းမှုကိုရရှိစေပါတယ်။လူမှုရေး၊စီးပွားရေး၊ပညာရေးနဲ့ဘဝလွတ်မြောက်ရေးအထိပါအသုံးဝင်အကျိုးရှိစေပါတယ်။ဗုဒ္ဓဘာသာဝင်တို့ရဲ့ပန်းနိုင်ကဘာလဲဆိုရင်နိဗ္ဗာန်ပဲဖြစ်ပါတယ်။နိဗ္ဗာန်ဆိုတာလူချင်းတက်မှတ်မှုတွေဆင်းရဲဒုက္ခတွေအလုံး ခြုံငင်းပြီးငြင်းအေးသွားတဲ့တရားပဲဖြစ်ပါတယ်။တနည်းအားဖြင့်နိဗ္ဗာန်ဆိုတာငြင်းအေးခြင်းပဲဖြစ်ပါတယ်။ဒီငြင်းအေးမှုကိုလူချင်းသူများအတွက်လဲမြတ်စွာဘုရားရှင်ကလမ်းကြောင်းတွေပြထားပြီးပြသဖြစ်ပါတယ်။ဒီနေ့ဗီဒီယိုလေးကိုကြည့်ပြီးအတိတ်တစ်ခုရသွားမယ်လို့ယုံကြည်ပါတယ်။ဥစဉ်ရဲ့အရှင်ဝဏ္ဏသာရဓမ္မနောလိချန်နယ်ကနေဗုဒ္ဓဘာသာအကြောင်းတည်ကောင်းစရာများကို နေ့စဉ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ဗုဒ္ဓဘာသာနဲ့ပတ်သက်ပြီးတိလူသားများကိုလည်း comment အောက်တွင် မေးမြန်းနိုင်ပါတယ်။အားလုံးသောတက္ကရာကမများကိုယ်ကျမ်းမှခြင်းစိတ်ချမ်းသာခြင်းနဲ့ပြည့်စုံကြပြီးကောင်းသောလူရင်းစံတာများကိုစီကူငှပြည့်စုံနိုင်ကြပါစေ။